ောက်ကွဲစီဖို့ရည်ရွယ်ပြီးပြစ်ခတ်လိုက်ပေမဲ့မပောက်ကွဲသေးပဲကြံနေတဲ့စစ်ကြံလက်နက်ပစ္စည်းတွေကမြေမြုပ်မိုင်းတွေထက်ပောက်ကွဲအားပြင်းထန်ပြီးအချိန်မရွေးပောက်ကွဲဖို့အဆင်သင့်ဖြစ်နေတတ်ပါတယ်။စစ်ကြံလက်နက်ပစ္စည်းတွေဟာတိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေလေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေမှာ ရှိနေနိုင်ပါတယ်။စစ်ဘေးရှောင်လို့စွန့်ခွာထားခဲ့တဲ့ကျေးရွာတွေလက်နက်သိမ်းဆီးတူလောင်တဲ့နေရာတွေလက်နက်ကြီးစမ်းသပ်ပစ်ခတ်တဲ့နေရာတွေလက်နက်ကိုင်အဖွဲ့အစည်းတွေတွာလာလှုပ်ရှားတဲ့နေရာတွေနဲ့ စကန်းချအခြေစိုက်တဲ့နေရာတွေမှာလဲစစ်ကြံလက်နက်ပစ္စည်းအန္တရာယ်တွေရှိနိုင်ပါတယ်မပေါက်ကွဲပဲကြံနေတဲ့ဘုံသီးကြီးတွေလက်ပစ်ဘုံတွေမော်တာကြီးတွေဒုံးကြီးတွေကြီးစံတွေဟာတိုးထိမယုံနဲ့ပေါက်ကွဲနိုင်ပါတယ်အဲ့ဒီလက်နက်ပစ္စည်းတွေကကာကီရောင်အစိမ်းရောင်အညိုရောင်မီးခိုးရောင်တွေအပြင်တန်ကြီးတက်ပြီးဆေးရောင်ပြက်ပြဲနေတဲ့အနေအထားမျိုးနဲ့လည်းတွေ့နိုင်ပါတယ်မြေပေါ်မြေအောက်မှာနှစ်ပေါင်းများစွာကြာရှိလဲပေါက်ကွဲနိုင်သေးလို့စစ်ကြံလက်နက်ပစ္စည်းတွေကိုတွေ့ရင် နီးရှို့တာပစ္စည်းတစ်ခုခုနဲ့လှမ်းပေါက်တာခြေထောက်နဲ့ကန်တာ ထိတာကင်တာ နေရပြောင်းရွှေ့တာ စားနဲ့တိတ်တာရေနဲ့လောင်းတာစတာတွေကို လုံးဝမလုပ်ရပါဘူး။